မင်္ဂလာပါရှင်ဂျွန်ကိုအန်ဒီ channel မှာနေပြီးတော့မိဘပြည်သူများအားလုံးအတွက်เนาะကျမရဲ့ channel မှာရှိကြတဲ့ဖိုးဖိုးဖွားဖွားအရွယ်တွေကျမတို့ရဲ့မိဘအရွယ်တွေဆိုလို့ရှိရင်ဖျားဖို့ကာလတွေမှာဆိုလို့ရှိရင်လည်းပဲအဝေးကိုမသွားနိုင်ဘဲနဲ့ကျမရဲ့ channel ထဲမှာရှိတဲ့ကျမတို့ဖျားတွေကိုသွားပြီးတော့မှ live ပေါ့เนาะရိုက်ကူးပြတ်တာပေးနေတဲ့အချိန်မှာဒီလိုဒီနေ့မှာဆိုလို့ရှိရင်တော့ကျမတို့ကပိတ်ချင်းမြောင်နန္တမူလိုင်ကိုတော်ကြီးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်အဲ့တော့ကျမနဲ့အတူတူမိဘပြည်သူများအားလုံးကိုဖျားလိုက်ဖို့ဖိတ်ခေါ်ရင်းနဲ့ကျမရဲ့ channel လေးကိုဆက်လက်ပြီးတော့ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင် အခုဆိုရင်တော့ကျမတို့မိသားစုဟာပိတ်ချင်းမြောင်မဟာနန္ဒမူလှိုင်ကိုယ်တော်ကြီးရှိရာတို့စတင်ပြီးတော့ထွက်ခွာနေတာပဲမြင်ကွင်းလေးပဲဖြစ်ပါရဲ့ရှင်။

အခုလိုမျိုးမိသားစုခီးသွားတဲ့ဘလော်လေးတွေကိုတင်ရတဲ့ရည်ရွယ်ချက်ကလည်းပဲကျမရဲ့မိဘတွေကဲတော့ခီးသွားတဲ့အခါမှာအဲကာမှုတက်တဲ့သူတွေနောက်တစ်ခွကျတော့ခီးသွားဖို့မလွယ်ကူတော့တဲ့အခါမှာလည်းပဲအိမ်ထဲကနေပြီးတော့မှ TV လေးကိုဖွင့်ရုံနဲ့မိမိတို့ကိုယ်တိုင်ကိုယ်ကြားတွားရတဲ့ကဲတော့ဖြစ်အောင် ရိုက်ကူးတင်ဆက်ပြသပေးနေတာပဲဖြစ်ပါတယ်ရှင် အခုလက်ရှိမြင်နေရတဲ့မိဘနှစ်ပါးကတော့ခင်မုန်းရဲ့မိဘတွေပဲဖြစ်ပါတယ်။ကျမရဲ့မိဘတွေကတော့အိမ်မှာကြံခဲ့ရတဲ့အတွက်အဲသူတို့တွေကဆိုလို့ရှိရင်ကောင်းမှုတတ်တဲ့ပြဿနာနဲ့ပဲကျမတို့ခေါ်ရအောင်ဘယ်တော့ကမှမလိုက်ပါဘူး။ဒီလိုမျိုးလေးတွေကိုရိုက်ကူးတင်ဆက်ပြတာပြီးတော့အိမ်မှာမေမေတို့ကိုပြန်ပြတဲ့အခါမှာသူတို့လည်းပဲကျမတို့နဲ့အတူလိုက်ပါသွားရတဲ့ကဲ့သို့ဖြစ်အောင်စ조사တင်ဆက်ရိုက်ကူးပေးရကနေပြီးတော့အခုလိုမျိုးကျမရဲ့ channel ထဲမှာရှိကြတဲ့ကျမရဲ့မိဘအရွယ်မိဘပြည်သူများအားလုံးက အိမ်မှာ TV လေးဖွင့်လိုက်ရုံနဲ့ယခုမြင်ကွင်းလေးတွေကိုမြင်ရတဲ့အခါမှာစိတ်အပန်းပြေပြီးတော့ကြည်နူးမိတယ်ဆိုတဲ့ comment လေးတွေကိုလည်းရေးသွားပေးခဲ့ကြလို့လည်းအထူးပင်ဝမ်းမြောက်ကျေနပ်မိပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းကျမတို့ဗီဒီယိုအစ်စ်လေးတွေတင်တိုင်းမှာကြည့်ရလေအောင်ခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့လည်းလိုအပ်လာပါတယ်။အကြံပေးနဲ့အတိပြု comment လေးတွေရေးဖက်ခဲ့ရင်တော့ပိုပြီးတော့ဝမ်းမြောက်မိမှာပါရှင်။ ပိတ်ချင်းမြောင်မဟာနန္ဒမူလိုင်ကိုယ်တော်ကြီးကိုရောက်ရှိပြီးပဲဖြစ်ပါတယ်။ရှားဖူးကြတဲ့သူတွေအတွက်ကတော့တိတ်ကိုယ်တော်မထူးဆန်းလှပေမဲ့မရောက်ဖူးသေးတဲ့သူတွေနဲ့ရောက်ဖူးပြီးတော့မှဖျားကြီးရဲ့တမိုင်းတွေကိုတေးသေးချာချာမသိလိုက်ရတဲ့သူတွေအတွက်တော့ဆက်လက်၍မြင်ကွင်းများကို ကြည့်ရှုနားထောင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်။ပိတ်ချင်းမြောင်မဟာနန္ဒမူလိုင်ကိုယ်တော်သည်ပြည်ဦးလွင်မြို့ရဲ့အရှိတ်ဘက်73မိုင်အကွာ မြေပုံအညွန့်အမှတ် G18873 တွင်တည်ရှိပြီးတော့လှိုင်ကူအဝရဲ့အကျယ်ပြီဟာတော့ပေ20ခန့်ရှိပါတယ်တဲ့အတွင်းမှာတော့1600ကျော်ရှိလျားတဲ့တမိုင်းဝင်ဖျားလှိုင်ကူတော်ကြီးဖြစ်ပါတယ်ရှင်လှိုင်ကူတော်အတွင်းရှိကြောင်များဖြစ်ပေါ်ခြင်းကတော့လှိုင်ကူဖြစ်ပေါ်ရာဒေသသည် ပင်လယ်ရေအောက်မှာပင်ရှိခဲ့ပြီးပင်လယ်မှထုံးကြောင်များစုပုံ၍ဂူဖြစ်စေခဲ့ခြင်းဖြစ်ပါတယ်ရှင် လိုင်းကူတော်လျားမှာလည်းပဲ1608ပေးရှိပါတယ်။အမြင့်ဆုံးနေရာမှာတော့ပေ40ရှိပြီးတော့အနှိမ့်ဆုံးနေရာမှာတော့9ပေးရှိပါတယ်ရှင်။အကျယ်ဆုံးနေရာမှာတော့ပေ30ခန့်ရှိပါတယ်။အချင်းဆုံးနေရာကတော့4ပေးခန့်ရှိပါတယ်။လွန်ခဲ့သောနှစ်တန်းပေါင်း250နဲ့330ကြားမှာဖြစ်ပေါ်တည်ရှိခဲ့တဲ့ဟူပညာရှင်များကယူဆကြပါဗျ။ ထုံးချောက်ပန်းခက်ပန်းဆွဲများနဲ့ကြောက်သားနေရများကိုလည်းအခုလိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။မြောင်သုံးမြောင်တမြောင်ပေါ်ထုံးမီဟူသောတပောင်စကားအရာဤဒေသတွင်ရှိတဲ့လျိုးမြောင်ကြီးသုံးခုရှိသည့်အနေရှဲရခင်ကဆေးဘဝင်ပိတ်ချင်းပင်များပေါက်ရောက်ခဲ့သောကြောင့်ပိတ်ချင်းများဟု ခေါ်တွင်သည်ဟုလည်းဆိုကြပါရဲ့ရှင်။ဤလိုင်ကိုယ်တော်ကြီးကို ပိတ်ချင်းမြောင်မဟာနန္ဒမူလိုင်ကူတော်ဟူ၍အမိနာမတတ်မှတ်ခေါ်ခဲ့ကြပါသည်ပိတ်ချင်းမြောင်လိုင်ကူတော်ကြီးမှာပြက်ရွှေကြောကြီးများမှတဆင်ဖြစ်ပေါ်လာတဲ့ကြောက်ကူဖြစ်ပြီးတော့ထုံးကြောင်ကြောက်ဆက်ရည်များကြောင့်ကြောက်ခက်ပန်းဆွဲများဟာလှပစွာ ဖြစ်ပေါ်နေပါသည် လိုင်းကူအတွင်းမှာစစ်စစ်နေတဲ့စမ်းချောင်းဒီလည်းပဲတဘာဝလျောက်နေရအနံပြားမှာထွက်ရှိလာတဲ့စမ်းရည်ထွဲများစူးစီးပြီးဖြစ်ပေါ်လာတဲ့စမ်းချောင်းဖြစ်ပါတယ်ရှင်ပိတ်ချင်းမြောင်လိုင်းကူတော်ကြီးမှာပြက်ရွှေကြောကြီးများမှာတစဉ်ဖြစ်ပေါ်လာတဲ့ကြောက်ကူဖြစ်ပြီးတော့မှထုံကြောက်ကြောက်ဆက်ရည်များကြောင့်ကြောက်ခက်ပန်းဆွဲများဟာလှပစွာ ဖြစ်ပေါ်နေပါတယ် လိုင်းကူအတွင်းမှာစစ်စစ်နေတဲ့စမ်းကြောင်းဟာလည်းပဲတဘာဝလျောက်နေရအနံပြားမှာထွက်ရှိလာတဲ့စမ်းရည်ထွက်များစူးစီးပြီးတော့ဖြစ်ပေါ်နေတဲ့စမ်းကြောင်းပဲဖြစ်ပါလေရှင်။စမ်းကြောင်းမှာအချို့နေရာများတွင်တော့အနက်၅ဘီခန့်ရှိပြီးအချို့နေရာများတွင်တော့ရေတခုငယ်လေးများအဖြစ်စီစဉ်လျက်ရှိပါတယ်။ရင်းစမ်းကြောင်းများမှာစိတ်စမ်းရည်များဖြစ်သဖြင့်အလွန်ကြည်လင်အေးများပြီးထူးခြားချက်များကတော့ မျက်စင်းအဖြစ်အသုံးပြုပါက မျက်စိရာရန်ခြင်းမျက်စိနာခြင်းများကိုပျောက်ကင်းခြင်း၎င်းရည်ကို ချိုးသုံးပါကအရည်ပြားရာရန်နာများပျောက်ကင်းခြင်းရင်းစမ်းရည်သည်နှွေးအခါမှအေးမြ၍ဆောင်းအခါမှနှွေးထွေးခြင်း အခြားနေရာများတွင်တော့နှွေးရသည်၌ရည်ခန်းချောက်တော့လေလိုင်းကူအတွင်းမှရည်မခန်းချောက်ခြင်းမိုးတဲထန်စွာရွာသွန်း၍ ပတ်ဝန်းကျင်ရှိရေများကနောက်ကြည့်တော့လေလိုင်းကူအတွင်းမှာရေများသည်ကြီးလင်းမြဲတိုင်းရှိနေခြင်းစသည့်အကျိုးကျေးဇူးများနဲ့ထူးခြားမှုများကို တွေ့မြင်ကြရမှာပဲဖြစ်ပါရဲ့ရှင်။လိုင်းကူတော်ကြီးမှာပြက်ရွှေကြောများမှာတဆင့်ဖြစ်ပေါ်လာတဲ့ကြောက်ကူဖြစ်ပြီးတော့မှထုံးကြောက်ကြောက်ဆက်ရေများကြောင့်ကြောက်စခက်ပန်းဆွဲများဟာလှပစွာဖြစ်ပေါ်စေခဲ့ပါရဲ့။ လိုင်းယူရိုအတွင်းရှိစမ်းကြောင်းများဟာလည်းတဘာဝအလျောက်နေရအမြန်အနှံ့ပြားမှထွက်ရှိနေတဲ့မြေအောက်ရေထွက်စမ်းများစိတ်ရေထွက်ပေါက်များစုစည်းပြီးတော့ဖြစ်ပေါ်လာတဲ့မြေအောက်စမ်းကြောင်းတစ်မျိုးလည်းဖြစ်ပါတယ်။ပိတ်ချင်းမြောင်ပတ်ဝန်းကျင်ဟာတောင်ပတ်လယ်ဝိုင်းပြီးတော့ဒေအိုးမြေအနေထားတွင်တည်ရှိတဲ့အပြင်ပိတ်ချင်းမြောင်ဝက်လူးမြောင်တရော်မြောင်ဟူ၍မြောင်သုံးမြောင်ရေလန်းတောင်ဝါမြင်တောင်တောင်ချောင်းတောင်ဟူ၍တောင်သုံးလုံးသုံးစင်ရေတကွန်ငါးတွင်ကြီးရေတကွန် ရေတယောက်ရေတကုံဟူ၍ရေတကုံသုံးခုနဲ့ဂဲလောင်ချောင်းပိတ်ချင်းချောင်းငုတ်တွင်းချောင်းဟူ၍ချောင်းသုံးချောင်းငါးတွင်ကြီးငါးတွင်လေးစနိတ်တွင်ဟူ၍လဲတွင်သုံးတွင်နှစ်ထက်ကူပိတ်ချင်းကူကြားပါဇက်ကူဟူ၍ဂူသုံးကူနကဘာချောက်စိုက်ထီယိုချောက်ရေတယောက်ဟူ၍လဲကြောက်သုံးချောင်းစသည်တို့ဖြင့်သုံးမျိုးသုံးတဘာဝအသွင် အမျိုးမျိုးစူးစီးပေါင်းစုံရာမြည်လဲဖြစ်ပါရဲ့ရှင်ပိတ်ချင်းမြောင်ရှိ မဟာနန္ဒဂူလှိုင်မူတော်၏ရာဇဝင်သမိုင်းကိုဆက်လက်၍ရှင်းပြပေးပါမယ်ရှင်။ဖျားရှင်လက်ထက်တော်မှာဖျားရှင်ကိုတော်တိုင်ဝေလဘေဝတောင်းတော်ယခုပြည်ဦးလွင်ဒေတာကိုဒေတာစာရီကြွချီတော်မူလာပါれ။ထို့သောဖျားရှင်ကြွချီတော်မူလာစဉ်ဝေလဘေဝတောင်းအနည်းနေတောင်ရာကင်းရှင်စိန်တပါလဆိုသူလူလင်သည်မြတ်စွာဘုရားအားတည်တည်ဆုံးများကတ်လူခဲ့ရာဖျားရှင်ဤဖြားတဲ့အရာ ဖြာဒတ်တောင်နှင့်ကိုက်ညီသောရင်းမြေအနေအထားတွင်သာသနာတော်ပွင့်လင်းလာမည်ဖြစ်၍ရင်းမြေနေရာကိုရှာဖွေခဲ့ပါသည်။ချောင်းရဲ၊ကြောက်ကဲ၊ဂူရဲ၊မြောင်ရဲ၊သုံးတွင်းတောင်၊သုံးအောင်ရေတကွန်၊ကန်ထူထွတ်ခေါင်ပိတ်ချင်းမြောင်အောင်မြေနယ်လန်းညုံဟူသောဖြာဒိတ်တော်ရစိန်တပါလာလူလင်ရှာဖွေခဲ့ရာဖြာဒိတ်တော်နှင့်ညီညွတ်သောနိုင်ငံတော်ကို တွေ့ရှိခဲ့ပါသည်။ရင်းတောင်ခြေနှင့်မြက်ရောင်ကြီးထွက်ပေါ်နေသော လိုင်းကူအတွင်း၌ဖျားတီရန်ရည်တန်ခဲ့တော်လဲလိုင်းကူတော်အတွင်းနှင့်အနိပံဝင်းကျင်တွင်ချက်စားနေထိုင်နေသောနဂါမင်းမောင်နှမအားဂျောလွန်ကားလိုင်းကူအတွင်းဝင်ရောက်ချင်းကမတက်နိုင်ခဲ့ပါထို့ကြောင့်လိုင်ကူနှင့်မနီမွေတွင် နေထိုင်၍လိုင်ကူအတွင်းတွင်ဖျားတည်ရန်ဆောင်ဆိုင်ခဲ့ရာအချင်းကြာလာသည်နှင့်အမျှနဂါမင်းမောင်နှမအနှမနှမတော်နဂါမနှင့်စိန်တပါလာလူလင်တို့ရည်ငံခဲ့ကြပါသည် ဒွေခါမောင်တော်နဂါမင်းမှသိရှိ၍စိန်တပါလာလူလင်အားပိတ်ချင်းမြောင်လျှို့အထီတွင်ဝင်ခွင့်မပေးတော့ပါ။တရားဓမ္မနှင့်မွေလျော်သည့်နဂါမင်းဖြစ်၍အန်ဒီရဲတော့မပြုခဲ့ပေ။တို့ဖြစ်၍လူသားစိန်တပါလာလူလင်သည်ယသိအသွင်ဖြင့်ဂူလွင်ပြင်းနှင့်မလန်းမကန်းတွင်တောရာကြောင်စောက်တီးနေထိုင်ကသတင်းသုံးတော်မူခဲ့ပါသည်။ တောရင်းမှာရရှိတဲ့ကျွန်းမြူတေဖြင့်ဖရားရုပ်ပွားတော်မြတ်သုံးစုအားထုလုပ်ပူးစော၍ဂူအတွင်းတွင်တီထားကိုးွယ်ရန်နဂါမင်းအားပေးရခဲ့ရာသူတော်စင်ရသိအတွင်ဖြင့်နဂါမင်းမှလက်ခံကားလှိုင်းကူအတွင်ထားရှိပူဇော်ခဲ့ပါသည်အနောဧထာမင်းလက်ထက်တွင်မိပြားစောမော်လာသည်ပောက်ကံပြီးမှနေရက်သို့အပြန်ဝေလာဘေဝတောင်းတော်တွင် ။ရောင်စုံတတ်တဲ့အကွေးဆုံးနေရာမှာရောင်ကြီးတော်အစုံကွန်မြူနီတီကိုတွေ့ရှိရပါတယ်။ဒို့ဖြစ်ပါ၍အကြောင်းဆုံးသိရှိရန် ကိုရန်တော်ဖြစ်သူ မောင်တော်ဆက်နောင်လာအာဓာတ်တော်မွေတော်များရဟနာဓာတ်တော်များပြေး၍စေလို့ခဲ့ပါတယ်။ဆန်အောင်လာမှာလှိုင်းကူကိုတွေ့ရှိဝင်ရောက်ခဲ့ရာရုပ်ပွားတော်မြတ်သုံးစုကိုဖူးတွေ့ရပါတယ်။ ပါလာသည့်ဓာတ်တော်မွေတော်များနှင့်ယဟန္တာဓာတ်တော်များကိုရှုပ်ပွားတော်သုံးစုအတွင်ဌာပနာခဲ့တဲ့အပြင် အချို့ဓာတ်တော်များကိုလည်းခုအတွင်အမြင့်ဆုံးသုံးထက်နေရာတွင်ဌာပနာခဲ့တယ်ဟုယူဆခဲ့ရပါသည်။နှစ်ပြည့်စေတာကြာမြင့်လာ၍ဓာတ်တော်များရှာပွေရန်ခက်ခဲခဲ့တဲ့အတွေ့အမှတ်မထင်ယဟန္တာဓာတ်တော်များပြန်လည်တွေ့ရှိခဲ့ပါသည်။ 1989ခုနှစ်တွင်အများကောင်းမှုဖြင့်ဓာတ်တော်များကိုစုပေါင်း၍နဂါမင်းသုံးခွေအုံမိုးဟံဗုဒ္ဓရုပ်ပွားတော်ထာပနာ၍တည်ထားခဲ့ပါသည်။ယခင်ရှိပြီးကျိုးမြူတွေရုပ်ပွားတော်များအား9000ပြည့်ကန်တူထုတ်ခေါင်ရွှေစီရီနှင့်18000ပြည့်ကန်တူဒဂွန်စီရော်တို့တွင်ဌာပနာ၍တည်ထားကိုယ်ွယ်ခဲ့ပါသည်။ အောင်မြေဌာနသည်လည်းထွက်ရပောက်ပုတ်ကူများ၏နောက်ဆုံးပေါင်းကူးရာနေရာဖြစ်ကြောင်းနှင့်အောင်မြေတဝိုက်တွင်အစွမ်းထမြက်သည့်ဆေးဘဲဝင်ဥတစ်ဥတစ်ဖူများပေါ်များလှပါသည်ရံဖန်ရခါဝိဖြူစင်ကျေသူတော်စင်များနှင့်ကုဆောင်နဂါးမင်းမောင်နှမတို့ကိုလှပြေလှခွင့်ညများ၌တွေ့ရှိရကြောင်းလည်းသိရှိရပါသည်ဖျားတဲထားကိုးွယ်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်လုပ်ကံရမည်လုပ်ငန်းများကိုလည်းအတိတ်ထံဝင်၍ဆောင်ရွက်ပါက၎င်းမောင်နှမမှအိမ်မက်ပေးလျက်ရှိကြောင်းမိမိအောင်မြင်လိုသောတမအားစီဝလုပ်ငန်းများကိုကိုအတွင်း၎င်းမင်းဖျားရှိတွင်ဒိတ်ထံမှာကဆူတောင်းပြေကြောင်းအောင်မြင်သူများရဲ့ပြောပြချက်အရသိရှိရပါသည်မန္တလေးမြို့မဟာမျက်မှုနီပုံစံတူရုပ်ပွားတော်ကိုလည်းခုအတွင်းမှာဖူးမြင်တွေ့မြင်ရမှာပဲဖြစ်ပါရဲ့ရှင်။ 18တောင်ပြည့်ကန်တူဒဂွန်စီတော်ဖျားကိုလည်းအားလုံးပဲဖူးတွေ့ရမှာပဲဖြစ်ပါတယ်။ဇဘူထုတ်ခေါင်ပိတ်ချင်းမြောင်ရတ်တော်မူဖျားကြီးကိုလည်းဖူးတွေ့ရမှာပဲဖြစ်ပါတယ်။လှိုင်းကူတော်အစုံးမှကြောက်သားများထွင်းဖောက်၍လေးပေါင်များဖောက်ထားသည်ကိုလည်းတွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။လိုင်းကူတော်တို့စတင်ဝင်ရောက်လိုက်သည့်နှင့်ကျောင်းဆက်ပန်းဆွဲများနှင့်အတူများပြားလှပါသောဗုဒ္ဓရုပ်ပွားတော်များကိုဖူးမြင်တွေ့ရသည်မှာ ကျမတို့ရဲ့ရင်ထဲဝယ်အလွန်ပင်အေးချမ်းလာပါတယ်ရှင်။လှိုင်းကူတော်အမိုးပေါ်မှာ အေးမြလာသောရေဆက်ရေပေါက်လေးများသည်မိမိကိုယ်ပေါ်ကျဆင်းလာတဲ့အခါမှလည်းပဲအေးမြတဲ့ခံစားချက်ကို ခံစားလိုက်ရပါတယ်။လိုင်းကူတော်အဝင်ဝနားတွင်ပင်ကြောက်သားစစ်စစ်ငကယုံဖျားနှင့် အချားငကယုံဖျားတို့ကိုလည်းဖူးတွေ့ရမှာပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ပိတ်ချင်းမြောင်မဟာနန္ဒမူလိုင်ကိုတော်ကြီးကို အားလုံးပဲဖူးတွေ့ခဲ့ရပြီးမြင်တွေ့ရခဲ့ရပြီးဖြစ်မှာပါရှင်။ကျမရဲ့ channel ရာဆိုလို့ရှိရင်တော့မိဘပြည်သူတွေအားလုံးပဲကျမတို့နဲ့အတူတူဖျားလိုက်ဖူးပြီးတော့လှပတဲ့မြင်ကွင်းတွေကိုမြင်ရဖို့အတွက်အဓိကထားပြီးတော့ရိုက်ကူးတင်ဆက်ပေးနေတဲ့ channel တစ်ခုပဲဖြစ်ပါရှင်။ နောက်ထပ်အစ်စ်တင်တဲ့ဗီဒီယိုတွေမှာလည်းပဲအခုလိုပဲအိမ်တွေကနေပြီးတော့မိမိတို့ရဲ့ဖိုးဖိုးဖွားဖွားတွေမိဘတွေကိုတီဗီလေးကနေပြီးတော့မှကြည့်ပြီးတော့မှကျမတို့နဲ့အတူတူခရီးထွက်ခွင့်ရအောင် အခုပဲတီဗီကိုဖွင့်ပြလိုက်ဖို့လဲမြေတားရက်ခံပါတယ်။နောက်ထပ်အစ်စ်တင်တဲ့ဗီဒီယိုတွေမှာလည်းပဲမြင်တွေ့ခွင့်ရပြီးတော့မှကျမတို့သွားနေတဲ့နေရာလေးတွေကို အတူတူလိုက်ပါသွားနိုင်မှုအတွက်လဲခေါင်းလောင်းလေးကိုနှိတ်ခဲ့ကြဖို့လဲလိုအပ်လာပါတယ်ရှင်။ ကျမတို့သွားတဲ့နေရာလေးတွေကိုလည်းပဲအခုလိုကြည့်ရှုတဲ့အခါမှာမိမိတို့ကဖုံးလေးနဲ့ကြည့်ခဲ့တယ်ဆိုရင်တော့မျက်စိပသာတာဖြစ်ရတယ်နားပသာတာဖြစ်ရတယ်ဆိုရင်တော့အကြံပြုအတိမတ်ပြု comment စာလေးတွေကိုလည်းရေးပေးခဲ့ကြဖို့လည်းမျှော်လင့်ရပါတယ်ရေတခုရဲ့ကြာစင်းတဲ့အတန်လေးတွေကိုကြားရတဲ့အခါမှာလည်းပဲလောဘဒေါသမောဟများခိတ္တခဏငြိမ်အေးသွားရတာတော့အမှန်ပါပဲရှင် ဒီဗီဒီယိုဖိုင်လေးကိုလည်းပဲအဆုံးထိကြည့်ခဲ့ပေးကြလို့လည်းအားလုံးကိုကျေးဇူးတင်ရပါတယ်နောက်ထပ်ဗီဒီယိုများမှာပြန်လည်ဝင်ဆုံတွေ့ကြပါမယ်ရှင်